မိစ္ဆာတွေတရေတပတ်တွေဖုတ်ကောင်တွေဝင်ရောက်နှောက်ရတာခံရတာကြောင့်ရွာပြက်ကြရတဲ့အကြောင်းတွေဟာစိတ်ကူးနဲ့ဖန်တီးရေးသားထားတဲ့အကြောင်းအရာမျိုးတော့မဟုတ်ပါဘူး။အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ရမတ်တန်းတချို့လည်းရှိနေပြန်ပါတယ်။စိတ်ကူးနဲ့ရေးထားတဲ့မတ်တန်းမဟုတ်ပဲကိုရီးအဖြစ်ပြက်တွေကိုမတ်တန်းတင်ထားခြင်းလည်းဖြစ်ပါတယ်။မတ်တန်းရေးခဲ့တဲ့ပုံကတော့မြစ်ကြီးနားမျိုးမော်ဖောင်းရွာ အောင်ချမ်းသာရွာအောင်မော်ဆန်ကျောင်းတိုင်းမှာတရင်သုံးနေတဲ့ကချင်လူမျိုးဆရာတော်ဗရဏာအရိယဝန္တပင်ဖြစ်ပါတယ်။ဆရာတော်ကငယ်စဉ်ကကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုရေးသားပြီးတော့မတန်းတင်ထားခဲ့တဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်။အဲဒီအကြောင်းအရာတွေကိုတော့2008ခုနှစ်လောက်ကပညာဒီပကလောင်နာမည်နဲ့လုံကြီးရေးသားခဲ့ပြီးဖြစ်ကြောင်းကိုတော့ကြိုတင်အသိပေးထားရမှာဖြစ်ပါတယ်။ ဆရာတော်က1942ခုနှစ်မှာမွေးဖွားတဲ့သူဖြစ်တာကြောင့်ယခုအခါမှာတော့တက်တော်က80ရှိနေပါပြီ။ယခုအကြောင်းအရာများဟာသူငယ်စဉ်ဘဝ10နှစ်ကျော်ချိန်ကအကြောင်းအရာများဖြစ်ပေရာလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်60နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ဆရာတော်ရဲ့ငယ်နံမဲဟာတိုးလုံဖြစ်ပါတယ်။ငယ်စဉ်ကနေခဲ့တဲ့ရွာဟာမန်ဖာရွာပါ။ ဘိန်းဆိုင်တဲ့လုံအမဲဆိုင်တဲ့လုံတားငါးရှာပွေတဲ့လုံနွားသက်ဝက်သက်ရောင်းတဲ့အလုပ်ကိုသာလုပ်ကင်ကြပါတယ်တခုမှကောင်းတဲ့လုံလည်းမပါပါဘူးတောင်ရဆိုင်ပြိုးချင်းအလုပ်လုပ်ရင်ထမင်းမစားဘိန်းဆိုင်ပြိုးမှထမင်းဝရတယ်လို့ထင်ကြပါတယ်အခြားအလုပ်တွေနွားသက်ရောင်းမှထမင်းဝရတယ်လို့ယူဆတဲ့နေရာမျိုးပါ ဖျားတရားမရှိနဲ့ယုံကြည်ကိုးကွယ်တဲ့နေရာမျိုးဖြစ်ပါတယ်အချို့နေရာတွေမှာတော့ရှမ်းဗုဒ္ဓဘာသာဝင်ဘုန်းကြီးကျောင်းတွေရှိပေမဲ့လည်းသူတို့နဲ့မသက်ဆိုင်တယ်လို့ပဲနေကြပါတယ်အဲဒီရက်ဒေသတွေမှာနွားမွေးမြူခြင်းဟာနွားတွေကိုခိုင်းစေရန်အတွက်မဟုတ်ကြပါဘူးနတ်တင်ရန်နဲ့မိမတောင်းရမှာတုံးတဲ့ပစ္စည်းဖြစ်တော်လကောင်တက်ဖြတ်ပြီးတော့ရောင်းချကြတဲ့တရဝါဖြစ်တော်လကောင်မွေးမြူကြခြင်းဖြစ်ပါတယ် အရိယတ်ဒေသမှာပြုလုပ်တဲ့တာရင်နာရေးပွဲတွေမှာအမဲသားမှာပါလဲမပြီးသလောက်ဖြစ်ပါတယ်။အရိယတ်မှာနွားသက်ကျွမ်းကျင်တဲ့ဆရာများရှိပါတယ်။နွားသက်လျင်အဲ့ဒီလူတွေကိုခေါ်ပြီးတော့တက်ဖြတ်ခိုင်းကြရပါတယ်။နွားသက်သူများဟာအကောင်ရွယ်စားဖို့ကြည်ပြီးတော့ပိတ်သက်ချိန်နဲ့ဘလောက်ထွက်မယ်ဆိုတာကိုခံမှန်းနိုင်လောက်အောင်တော်ကြပါတယ်။ ရွာတရွာမှာတော့နွားသက်သမားတယောက်တေဆုံးသွားတဲ့အခါတေတဲ့သူဟာဖုတ်ဝင်ပြီးတော့တရွာလုံးကိုဖမ်းဆားတဲ့ဖြစ်ပျက်မျိုးနဲ့ကြုံခဲ့ကြရပါတယ်။အဲဒီရွာဟာလွယ်တန်းရွာဖြစ်ပြီးတော့ကချင်များသာနေတဲ့ရွာဖြစ်ပါတယ်။အဲဒီရွာမှာဖုတ်ဝင်သည်နဲ့တိုင်ရင်နှစ်ယောက်နှုံးလောက်ထိတေချေပျက်စီးကြရပါတယ်။တရက်မှာနှလောင်းသုံးလောင်းလောက်တေဆုံးပြီးတော့လူမသေးတဲ့ရက်ဆိုတာမရှိသလောက်ဖြစ်လာခဲ့ပါတယ်။ရက်ပေါင်း20လောက်တွင်းမှာပဲရွာသူရွာသားသုံးပုံတစ်ပုံခန့်ဟာတေချေပျက်စီးခဲ့ကြရပါပြီ။အဲဒီခါမှာအတွေ့အကြုံရှိလာတဲ့ရွာလူကြီးများကလွယ်တန်းရွာကိုတောင်ပိုင်းနဲ့မြောက်ပိုင်းခွဲခြားပြီးတော့ မြောင်းတူးရံပြောတာကြောင့်ချက်ချင်းမြောင်းတူးပြီးတော့ပိုင်းခြားထားလိုက်ကြပါရယ်မြောင်းဟာရွာလေကောင်နေရာကနေပိုင်းခြားထားပြီးတော့တူးလိုက်ပါရယ် ။အရိကမှာထူးခြားမှုတွေတွေ့ကြရပါတယ်။လူသေးရှိတဲ့အိမ်ရှိတဲ့အပိုင်းဘက်ကလူတွေကတယောက်ပြီးတယောက်ဆက်သေးကြပြီးတော့လူသေးမရှိတဲ့အပိုင်းဘက်ကတော့မသေးကြပါဘူး။အဲဒီနောက်ပိုင်းမှာတော့လူတွေမကြာခဏသေဆုံးနေတဲ့ဘက်အချမ်းကလူတွေကမနေဝွင့်ကြတော့တဲ့အကြောင်းလူမသေးတဲ့မြောင်းဘက်ကိုကူးပြောင်းပြီးတော့နေလာကြပါတယ်။အဲဒီလိုပြောင်းပြေးလာတဲ့အခါမှာလည်းဖုတ်သေးရဲ့တပတ်တွေဖန်ဆာခြင်းကနေကင်းလွတ်သွားကြပါတယ်။တူဦးပြီးတူမိသားစုတစုပြီးတစုပြောင်းလာကြရာနောက်ဆုံးမှာတော့မြောင်းချထားတဲ့အခြားတစ်ဖက်မှာနေသူမရှိတော့ဘဲနဲ့ဒီဘက်မှာအားလုံးစုလာနေကြပါတော့တယ်။တို့ပဲမလဲအဲဒီလောက်နဲ့တော့ပြီးမသွားသေးပါဘူး။ညချိန်ကိုရောက်လ လင်မြောင်းချထားတဲ့ဘက်ကခွေးဦးတန်းနဲ့နွားဝတန်းဝက်ဝတန်းနဲ့လူတွေရဲ့အော်ဟစ်အကူအညီတောင်းနေတဲ့တန်တွေကိုကြားရပါတယ်။အမောင်ရိတ်ထဲမှာလည်းတရေတပတ်တွေတွာလာနေတာကိုမြင်ကြရပါတယ်။တချို့မကောင်းဆိုးဝါးတွေကမြောင်းဆက်နားထိရောက်လာပြီးတော့လာရောက်ခြောက်လှမ်းကြပါတယ်။ဒီဘက်ထိတော့ကူးမလာကြပါဘူး။အရင်နောက်မှာတော့တန်မုံတွေတီးခြင်းဝလုံးများကိုစူညံစွာရိုက်နှက်ခြင်းတူမီတနက်တွေပြစ်ပေါက်ခြင်းရမ်းပုံခွင်ပြစ်ပေါက်ခြင်းတွေပြုလုပ်ပြီးတော့ တေတာဝူဝါအတန်နေနဲ့တံမြိုင်အော်ဟစ်ချင်းတွေပြုတ်လောက်ခါတောထုတ်ချင်းတွေကိုပြုတ်လောက်ကြရပါတယ်အဲဒီလိုမျိုးတောထုတ်ချင်းတွေပြုတ်လောက်လိုက်တဲ့အခါမှာပဲလူအသေးပြောက်တွေရက်တန်သွားပြီးတော့တရေတပတ်တွေလာရောက်၆လန့်ကြီးကနေလည်းကင်းဝေးသွားကြပါတော့တယ်တိုးလုံးရဲ့ဦးလေးတော်ဆက်သူကနွားသက်သမားတယောက်ဖြစ်ပါတယ်ဘယ်အချိန်ကတေသွားပြီးတော့ဖုတ်ဝင်နေရဲဆိုတာမသိပါဘူးနေမကောင်းဖြစ်နေတာကြောင့်အစားအသောက်တွေကျွေးလင်းဟုတ်တိပတ်တွေလည်းမစားပါဘူး တိန်လုံးအိတ်သွားတဲ့အခါမှာတော့အိယာကနေထပြီးတော့မိဖို့ကြောင့်ထဲမှာရှိတဲ့အစားအသောက်တွေကိုခိုးစားတတ်ပါတယ်။ညတိုင်းမိဖို့တွေကအစားအသောက်တွေပျောက်ပျောက်နေတာကိုသတိပြုမိတဲ့အခါမှာတော့မိဘဲနဲ့စောင့်ကြည့်နေကြပါတယ်။ညချိန်ကိုရောက်လာတဲ့အခါမှာအိယာဘုံမှာမထနိုင်မဲနဲ့လဲနေတဲ့လူမမာကအတန်မကြောက်အောင်ထလာပြီးတော့မိဖို့ကြောင့်ကိုသွားပါတယ်။မိဖို့တွေကိုရောက်တဲ့အခါမှာတော့ချက်ထားတဲ့အမဲသားဟင်းတွေကိုထိုင်စားပါတော့တယ်။ အိမ်သားတွေထလာတဲ့အခါမှာတော့သူ့ကိုမြင်လိုက်တာနဲ့ပဲနေရာမှာပဲဘိုင်းကနေဆိုပြီးလဲကျသွားပါတယ်။အဲဒီနောက်တော့အိမ်ရာထဲမှာလဲနေပြီးတော့တနေ့တခြားအချိန်နေစိုးရလာပါတယ်။ညချင်းရောက်လာရင်တော့အတန်နဲ့ကြီးနဲ့အော်ဟစ်နေပါတယ်။အဲဒီလိုအော်ရမှာလဲလူအတန်မျိုးမဟုတ်တော့ဘဲနဲ့နွားအတန်ဝက်အတန်မျိုးတွေထွက်နေပါတယ်။နွားနဲ့ဝက်တွေကိုတတ်ဖြတ်တဲ့အခါကြောက်လန့်တကြနဲ့ငဲတန်ပေါင်းအော်ဟစ်တဲ့အတန်မျိုးတွေထွက်နေရပါ။ နောက်ပိုင်းမှာတော့လူမျက်နှာနဲ့မတူတော့ဘဲနဲ့တရေတစ်ပတ်တစ်ကောင်ရဲ့ပုံတရံမျိုးကြီးတောင်ဖြစ်လာခဲ့ပါတယ်။ဗဇက်ကနေလဲနွားဝတန်မျိုးတွေအဆက်မပြတ်ညှင်းညူပြီးတော့မျက်လုံးကြီးနှစ်ဖက်ကအပြင်ကိုပြူးထွက်လာပါတယ်။မျက်လုံးနှလုံးစလုံးကလည်းသွေးတွေဝိုင်းနေပြီးတော့ညည်ရဲနေပါတယ်။လူတယောက်ရောက်သူ့ရဲ့အနီးနားကိုကတ်သွားတဲ့အခါနွားလိုအော်ပြပါတယ်။ဝက်တစ်ကောင်လိုအတန်မျိုးနဲ့လည်းအော်ပြပါတယ်။ညည်ရဲနေတဲ့မျက်လုံးကိုလည်းပြူးပြပြီးတော့ရှာတွေထုတ်ပြပါတယ်။ရှာကလည်းလူတယောက်ရဲ့ရှာမျိုးမဟုတ်တော့ပါဘူး။ အပြင်ဘက်ကိုတရောင်ခန့်ရှည်ထွက်လာပါတယ်။အဲဒီလိုအခြေအနေမျိုးတွေကိုမြင်တွေ့ရပေမဲ့အိမ်သားတွေကတော့ကြောက်မနေကြပါဘူး။အဲဒီလိုနဲ့ပဲဖုတ်ဝင်နေမှရိတ်မိတာကြောင့်ငါတို့ကို6လက်မနေနဲ့နင်း6လက်ငါတို့ကမကြောက်ဘူးနင်းသွားလို့ရသွားပြီတော့အဲဒီလိုပြောတဲ့အခါမှာတော့နွားတက်ရမှာအသုံးပြုတယ်၎င်းရဲ့ပစ္စည်းတွေကိုလက်အခြေအနေနဲ့တောင်းပါတယ်အဲဒီပစ္စည်းတွေမှာနွားနဲ့ဝက်တက်ရမှာအသုံးပြုတယ်ဓာတ်ဓမြောင်ကြိုထုတက်ရမှာအသုံးပြုတယ်ပောက်စိန်နွားချီကြို အသားချိန်နဲ့ချိန်ခွင့်အလေးစားတဲ့ကိရိယာတွေဖြစ်ပါတယ်အဲဒီပစ္စည်းတွေကိုပေးလိုက်တဲ့အခါမှာရင်ဘတ်ပေါ်မှာတင်ပြီးတော့အာရဘာရပွေဖက်ထားပြီးတော့မှအသက်ထွက်သွားပါတော့တယ်ဖုတ်ထွက်သွားတယ်လို့လည်းဆိုနိုင်ပါတယ်၎င်းအလောင်းကိုရွာနဲ့မနီးမိုးဝေးမှာပဲမြုပ်နှံလိုက်ကြပါတယ်အဲဒီနောက်ပိုင်းမှာတော့ရွာထဲမှာကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေပြန်ပြီးတော့ဖြစ်ပွားလာပြန်ပါတယ်ညချိန်လူကြီးတိတ်သွားတာနဲ့ခွေးအောင်တဲ့ခွေးဥတန်တွေကြားရပါတယ် အရိယတန်နေကြတာကြောင့်တချို့ကထကြည့်တဲ့အခါမှာတော့နွားတက်ရမှာအသုံးပြတဲ့ပစ္စည်းကရိယာတွေထမ်းပို့ထားတဲ့မဲမဲတရံလူတယောက်ဟာတောဆက်မှာရှောက်သွားနေတာကိုတွေ့မြင်ကြရပါတယ်ပုံမှန်တရံကိုတည်တည်ချာချာမြင်တွေ့ရခြင်းမရှိဘဲနဲ့မဲမဲတရံကိုသာမသေးမကွဲနဲ့မြင်နေကြရခြင်းမှာအဲဒီမဲမဲတရံကြီးရွာထဲကိုလာပြီးဆိုရင်တော့ရွာထဲမှာမွေးထားတဲ့နွားတွေဝက်တွေဟာကြောက်ရွံ့ထိတ်လန့်ကုန်ကြတာကြောင့်ရုန်းကန်နေကြပါတယ်အချို့အတန်နဲ့ကြီးတွေနဲ့တော့လန့်ပြီးတော့អော်ကြပါတယ်အဲဒီလိုဖြစ်ပြီးနောက်တနေ့မနက်ပိုင်းရောက်လျင်တော့တိမ်အိမ်မှာမွေးထားတဲ့နွားသို့မဟုတ်ဝက်တွေကောင်တော့တေဆုံးနေတာကိုတွေ့ကြရပါတယ် တေဆုံးနေတဲ့နွားနဲ့ဝက်တွေကိုစစ်ဆေးကြည့်ရင်တော့လေဘင်းတဝိုက်မှာအဆွဲရလိုမျိုးအပေါက်ပေါက်နေတာကိုတွေ့ရပြီးတော့အဲ့ဒီနေရာကနေသွေးတွေစိမ့်ထွက်နေပါတယ်အဆွဲရထိထားတဲ့တရိတ်ဆန်တွေကလည်းဒီကိုလုံးမှာသွေးမရှိတော့တယ်လို့မျိုးဖြစ်နေပါတယ်နေ့စဉ်ရက်ဆက်ဆိုသလိုရွာတွေကတရိတ်ဆန်တွေတေကြတဲ့အခါမှာတော့အမဲသားဝက်သားတွေကရွာထဲမှာစားမကုန်အောင်ပဲဖြစ်ကြပါတယ်အဲ့ဒီသားတွေကိုစားသူအချို့ကလည်းဝမ်ရောဂါဖြစ်ကြပြန်တာကြောင့်လူတချို့လည်းတေကြပြန်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ရွာလူကြီးတွေကလည်းရှမ်းဆရာကြီးတူကိုခေါ်ပြီးပြတ်သားတဲ့အခါမှာတော့အဲ့ဒီရှမ်းဆရာကြီးကဒါသွေးရောသားရောတော့မဟုတ်ဘူးကွာ တရိษံတွေကိုဖုတ်ကောင်တက်စားနေတာဖုတ်ကောင်မရှင်းနိုင်တော့လူတွေရောတရိษံတွေရောတရွာလုံးသေကုန်မှာပဲအဲဒီလိုမျိုးပြောတဲ့အခါမှာတော့အားလုံးကကြောက်ရွံ့ထိတ်လန့်သွားကြပါတယ်ဘယ်လိုလုပ်ရမလဲဗျာအဲ့ဒီဖုတ်ကောင်ကိုအရင်ရှင်းပြရမှာပေါ့ဖုတ်ကောင်ကိုကျွန်တော်တို့မှမသိတာဘယ်လိုလုပ်ရမလဲရှာရမှာပေါ့ကွာဒီရွာမှာတေပြီးမှဖုတ်ဝင်နေတဲ့သူဘယ်သူရှိလဲနွားသက်သမားထမ်းမွန်တော်ရှိတယ်။သူကအခုဘာမှလဲတလောလောက်ကမှတေသွားလို့တောထဲမှာသွားမြုပ်လိုက်ကြတယ်။သူ့ရဲ့အလောင်းကိုသွားပြန်ဖော်ရမယ်။အဲ့ဒီစကားကြောင့်မင်းအလုံးကမျက်လုံးပြူးသွားကြပါတယ်။ဒီလိုမလုပ်ရင်မရဘူးလားဗျာ။မရဘူးကွာ။ ဒီတိုင်းထားလို့ရှိရင်တရွာလုံးကုန်အောင်စားလိမ့်မယ်အဲ့လိုပြောတာကြောင့်ရှမ်းဆရာနဲ့အတူထိုးနေရာကိုလူစုပြီးတော့သွားကြပါတယ်လိုအပ်တဲ့ပစ္စည်းတွေကိုလည်း၎င်းတို့နဲ့အတူတပါးတည်းယူဆောင်သွားကြပါတယ်ထမ်းမွန်လောင်းမြေမြုပ်ထားတဲ့နေရာကိုရောက်တဲ့အခါမှာတော့မြေပုံကိုပြန်တူးဖော်ကြပါတယ်မြုပ်ထားတဲ့လောင်းပြန်ပေါ်လာတဲ့အခါမှာအံဩပွေရာမြင်တွေ့ရပါတယ်ခါးအုပ်ပိုင်းကပုတ်ပွားနေပြီးတော့ပိုးလောက်လန်းနေတွေ့နေပေမဲ့လည်းခါးထက်ပိုင်းကတော့လူရတယောက်ပေါ်မှာပြန်ဖြစ်နေပါတယ်ဒီတိုင်းထားလို့တကူလုံးပြန်ကောင်းသွားလို့ရှင်သူထလာတော့မှာ အဲ့ဒါဆိုလို့ရှိရင်ဘယ်ဆရာမှတားလို့မရတော့ဘူးကွာတွေ့သည်မတက်ဖြတ်စားတော့တော့မှာပဲအဲ့ဒီလိုမျိုးလက်တွေ့မြင်ရတော့မှာပဲရှမ်းဆရာပြောတာကိုလက်ခံယုံကြည်ကြရပါတော့တယ်အဲ့လိုစကားပြောနေစင်မှာတော့အလောင်းကဖြတ်ခနဲ့မျက်လုံးပွင့်လာပါတယ်ဟမ်အဟိုဟိုမှာမျက်လုံးကြီးပွင့်လာရင်လုံးကြပါဦးကြောက်ကြောက်လန့်လန့်နဲ့တချို့ကနောက်ကိုဆုတ်သွားကြပါတယ် ခါထက်ပိုင်းဒီလူတယောက်လိုပြန်ဖြစ်နေတဲ့အလောင်းဟာမျက်လုံးပွင့်လာရုံမျိုးမကပဲသူတို့ကိုမြင်တော့ပြုံးပြပါတယ်။သွားဖြဲပြလေသလားရဲပြလေသလားတော့မပြောတတ်ပါဘူး။ကြောက်စရာကောင်းနေတာကတော့အမှန်တကယ်ပဲဖြစ်ပါတယ်။အရင်နောက်မှာတော့အဲ့ဒီအလောင်းကောင်ကြီးကထထိုင်လာခဲ့ပါတယ်။ဟာဟာလုလုကြပါဘူးဟာအလောင်းကြီးကထလာပြီဟာ။အဲ့လိုမျိုးအော်လိုက်တဲ့အတန်ကြောင့်ပဲပိုဆိုးသွားပါတယ်။တင်းကြီးမှရောက်နေစဉ်တယောက်နဲ့တယောက်စကားကြေလောင်စွာမပြောကြရပါဘူး။အဲ့လိုပြောမိတဲ့အခါအလောင်းကောင်ကြီးကဖုတ်ဝင်ပြီးတော့ထလာတတ်ပါတယ်။ ယခုလည်းထမ်းမွန်လောင်အားထထိုင်လာပါပြီ။ဒါပေမဲ့လည်းသူတို့ကံကောင်းသွားတဲ့အချက်ဟာအလောင်းကအပေါ်ပိုင်းသာကောင်းနေပြီးတော့အောက်ပိုင်းကမကောင်းတာကြောင့်ထမရပဲရှိနေပါတယ်။အလောင်းကထလာပြီ။ဟိောင်နေလှန်နဲ့ထိုးကွာ။ဓာရီနဲ့ခုတ်ကြကွာအိကောင်။ရွာလူကြီးပြောတာကြောင့်တချို့ကပါလာတဲ့ဓာရီနဲ့ဝိုင်းပြီးတော့ပိုင်းကြပါတယ်။အဲ့လိုဝိုင်းပြီးတော့ခုတ်နေပေမဲ့လည်းတရေတုံးရာဘာတုံးကြီးကိုခုတ်နေရတယ်လို့မျိုးဘလို့မှခုတ်ထွက်လို့မပြတ်ပဲဖြစ်နေပါတယ်။ဖုတ်ဝင်နေတဲ့အလောင်းကဒီဓာရီနဲ့ခုတ်လို့မပြတ်ဘူးဟာ။မခုတ်တာမခုတ်လန့်နဲ့ထိုးခုတ်မှရမယ်။ မခုတ်တာမခုတ်လန်ဆိုတာကတော့နတ်စင်မှာတင်ထားတဲ့ဓာတ်လန်နေဖြစ်ပါတယ်။ရှမ်းဆရာကြီးပြောတယ်မခုတ်တာမခုတ်လန်များဟာလည်းတဘာတဲ့ယူဆောင်လာကြရာတက်သည့်ကောင်းတဲ့လူငယ်လူရွယ်တွေကဝင်ပြီးတော့ခုတ်တဲ့အခါမှာပြန်ပြီးတော့လဲကျသွားပါတယ်။သို့တော်လည်းပွင့်နေတဲ့မျက်စိကတော့ပြန်ပိတ်မသွားဘဲနဲ့ဖွင့်မြဲဖွင့်နေပါတယ်။သူမျက်စိပြန်မပိတ်မချင်းဘာမှလုပ်လို့မရဘူးကွာ။ဒီတော့မျက်လုံးပြန်ပိတ်အောင်လို့အရင်လုပ်ကြ။ဘယ်လိုလုပ်ရမလဲဗျာ။မခုတ်လန်နဲ့ထိုးမယ်လို့ချိန်ရွယ်လိုက် အဲ့လိုပြောတာကြောင့်လန်နဲ့ဒုဗုချိန်ရလိုက်တဲ့အခါမှာတော့မျက်စိနှလုံးကပြန်ပိတ်ကျသွားပါတယ်အရိကကြားမှာပဲအလောင်းပေါ်ကိုတေးရွှဲချောက်တွေတင်ပြီးတော့ ရေနံစီလောင်းပြီးတဲ့နောက်မှာတော့မီးရှို့လိုက်မှတော့ပင်ကိစ္စဟာပြီးသွားပါတော့တယ်။အဲလိုအဖြစ်ပြက်မျိုးဟာအဲ့ဒီနယ်တဝိုက်မှာမကြာခဏကြုံတွေ့ကြရပါတယ်။တခါကလည်းဒေါ်ဖောင်ရယ်ဆိုတဲ့အဖွားကြီးတယောက်ပါ။နှာခေါင်းပေါက်ထဲမှာအနာပေါက်နေပါတယ်။တနေ့မှာတော့ဝက်မွေးကိုမီးနဲ့မြိုက်တဲ့ညော်မိရာကနေအနာတဖြည်းဖြည်းအခြေအနေဆိုးလာပြီးတော့နောက်ဆုံးတော့တေဆုံးသွားခဲ့ပါတယ်။ဒေါ်ဖောင်ရယ်သေးတော့ရွာသူရွာသားတွေကအပြင်မှာဆင်ထုတ်ပြီးတော့လေးရထားပါတယ်။အဲ့ဒီလေးရစလုံးမှာခါတိုင်းနဲ့မတူဘဲနဲ့မိုးတဲထန်စွာရွာသွန်းပါတယ်။ အလောင်းကိုတကြုံမဲ့နေ့ကိုရောက်တော့ဝကက်ပေါ်မှာအလောင်းတင်ပြီးတော့ယောက်ျားလေး၄ယောက်လောက်ဟာရှေ့နောက်ထမ်းကြပေမဲ့လည်းမကြွတော့ပါဘူး။ဒေါ်ပေါင်ရဲ့ပင်ပင်သေးသေးနဲ့အဖွားအုပ်တယောက်ဖြစ်ပါတယ်။လူ၄ယောက်ထမ်းတာမကြွနိုင်စရာအကြောင်းတော့မရှိပါဘူး။လူ၄ယောက်ထမ်းတာမနိုင်တာကြောင့်ဘေးကလူတွေဝိုင်းကူပေးကြရင်လည်းလူ၁၀ယောက်လောက်ဖြစ်သွားပါတယ်။ဘလူလေးဟာဒီဖွားကြီးလောင်းဟာလီးလာ ਈ လား။ဟုတ်ပါရဲ့ကွာ၁၀ယောက်လောက်ဝိုင်းထမ်းတာတော့မကြွကြဘူး။တရေတပတ်တွေများစီးလိုက်လာသလားထင်ရတယ်။ယောက်ျားလေး၁၀ယောက်အလောင်းကိုမနိုင်မနေနဲ့ထမ်းပြီးတဲ့နောက်မှာတော့တုတ်တန်ကိုတည်ယူသွားပြီးတဲ့နောက် မြေချင်းတူပြီးတော့မြုပ်နှံလိုက်ကြပါတယ်။အဲ့ဒီလောင်းကိုမြေမြုပ်ပြီးတဲ့နောက်မှာတော့ရွာထဲမှာရှိတဲ့လူများဟာတယောက်ပြီးတယောက်တေကြပြန်ပါတယ်။၁၀ရက်လောက်ကြာတဲ့အခါမှာတော့၉လောင်း၁၀လောင်းခန့်ပင်တေကြီးပျက်စီးခဲ့ပါပြီ။အဲ့ဒီအခါမှာရှမ်းဆရာကြီးပြောတဲ့အတိုင်းဖုတ်ဝင်နေတယ်ဆိုတာကိုသတိထားမိသွားတာကြောင့်အလောင်းကိုမြုပ်ပြီးရက်တန်ကြတော့မှပြန်ဖို့ကြည့်ကြပါတယ်။အဲ့ဒီအခါမှာအဖွားကြီးလောင်းဟာတပိုင်းတစပုတ်ပွားနေပြီဖြစ်ပေမဲ့လည်းကျန်တဲ့တပိုင်းကတော့၁၆နှစ်သမီးလိုမျိုးနုပြိုနေတာကိုတွေ့ရပါတယ်။ပထမကတော့တန်မှန်ဓာတ်တွေလန့်နေနဲ့ထိုးခုတ်ပါတယ်။ဒါပေမဲ့လည်းမပြတ်ဘဲနဲ့ရှိပါတယ်။ အဲဒါကြောင့်မဲမခုတ်တာမခုတ်လန်တဲ့ထိုးခုတ်တော့မှဒန်ယာကသွေးတွေပန်းထွက်လာခဲ့ပါတယ် ထွက်လာတဲ့သွေးတွေကလည်းလူကောင်းတယောက်ခန္ဓာကိုယ်ကနေထွက်တဲ့သွေးတွေလိုမျိုးနီးရဲနေပါတယ်။မခုတ်သားနဲ့အလောင်းကိုအပိုင်းမဲ့အတိတ်တိဖြစ်အောင်ခုတ်ပြတ်ပြီးရေနံစီတွေလောင်းပြီးတော့မီးရှို့လိုက်တဲ့အခါမှာပဲပြာကျသွားခဲ့ပါတော့တယ်။အဲဒီအခါမှာပဲရွာထဲမှာလူသေးပြောက်တွေရှင်းသွားခဲ့ပါတော့တယ်။အထက်ဘအကြောင်းအရာတွေကတိုးလုံတစ်ဖြစ်လဲဆရာတော်ဗရဏာအရိယာဝန္တာရေးသားတဲ့ကိုရစ်ဖြစ်ရများတဲ့ကကောက်နှုတ်တင်ပြခြင်းဖြစ်ပါတယ်။ဆရာတော်ရေးသားထားတဲ့အကြောင်းအရာတွေကထိုတဲ့ပုံပုံများပြပြီးတော့ထိုတဲ့ပို့ပြီးတော့ထိတ်လန့်စရာကြောက်စရာလဲကောင်းလာပါတယ်။ အဲ့ဒီအကြောင်းအရာတွေကိုအသေးစိတ်ဖတ်ရှုလိုလင်းတော့ပညာဒီဘတ်ကလောင်နာမည်နဲ့ရေးသားထုတ်ဝေခဲ့တဲ့စာအုပ်တချို့မှာရှာဖွေဖတ်ရှုနိုင်ပါတယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။